မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝုဒ္ဓအခန်းကြီး23အငယ်1မှ35ပောလုသည်လှုပ်အရာရှိတို့ကိုစစ်စစ်ကြည့်ရှု၍ညီအကိုတို့အကျွန်ုပ်သည်ယနေ့တိုင်အောင်ဖျားဝတ်ကိုပြုခြင်းအမှုမှာကိုစိတ်နှလုံးသည်ကို၌အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ြုပါသည်ဟုပြောဆိုတော့ရစ်ပရောဟိမင်းအာနန္ဒိကသူ၏နှုတ်ကိုရိုက်လောဟုအနားနိုင်ရက်နေသော သူတို့အားအမိန်ရှိ၏ထို့အခါပေါလုကအဖြူတုတ်သောအုပ်ယူဖျားသခင်သည်တင့်ကိုရိုက်တော်မူမီတင်သည်အစနုတ်ကို တရားနှင့်အညီစီရင်ခြင်းငါထိုင်နေလျက်ပင် သူကိုရိုက်လောဟုမတရားသဖြင့်စီရင်ရမည်လောဟုဆို၏ အနား၌ရက်နေသောသူတို့ကလည်းတင်သည်ဖျားသခင်၏ယစ်ဘရဟိမင်းကိုဆဲသလိုဟုမေးလျင်ပောလုကညီအကိုတို့သူသည်ယစ်ဘရဟိမင်းဖြစ်သည်ကိုအကျွန်ုပ်မသိတင်ဤအမျိုးကို အုပ်ဆိုးသောမင်းကိုတင်သည်မကဲ့ရဲ့ရာဟုစံစာ၌လာသည်ဟုဆို၏ထိုရာရှိတို့တွင် အချို့တို့သည်ဇတုကဲဖြစ်ကြသည်အချို့တို့သည်ပါရိရှဲဖြစ်ကြသည်ကိုပေါလုသိမြင်လျှင် ညီအကိုတို့အကျွန်ုပ်သည်ပါရိရှဲဖြစ်၏ပါရိရှဲဤသားလည်းဖြစ်၏တေသောသူတို့သည်ထမြောက်မိဟု မျော်လင့်ခြင်းအကြောင်းကြောင့်အကျွန်ုပ်သည်စစ်ကြောစီရင်ခြင်းကို ခံရ၏ဟုလွတ်တော်ပေါ်မှကြွေးကြော်လေ၏ ထိုအခါပါရိရှဲတို့နှင့်ဇတုကဲတို့သည်အချင်းချင်းညှင်းခုံ၍အစုအဝေးသည်ကွဲပြားခြင်းသို့ရောက်လေ၏ကွဲပြားသည့်အကြောင်းကဇတုကဲတို့ကထမြောက်ခြင်းမရှိ ကောင်းကင်တမန်မရှိနံဝိညာဉ်မရှိဟုယူကြ၏ပါရိရှဲတို့ကနှစ်ပါးစလုံးရှိသည်ဟုဝန်ခံကြ၏အိုဟိတံများ၍ပါရိရှဲတို့ဘက်၌နေသောကျန်းစရာတို့သည်ထလျက်ပြင်းစွာညှင်းခုံ၍ ဤသူ၌အဘယ်အပြစ်ကိုမြငါတို့မတွေ့နံဝိညာဉ်တော်၎င်းကောင်းကင်တမန်တော်၎င်းသူကိုပြောလျင်ဖျားသခင်ဤအာနာတော်ကိုမဆန်ကြနှင်းဟုဆိုကြ၏အချင်းချင်းညှင်းခုန်ချင်းများသောအခါထိုသူတို့သည် ပေါလုကိုဆွဲငင်၍အပိုင်းပိုင်းဆုပ်ဖြတ်မိကိုစစ်သူကြီးစိုးရိမ်တော်ကြောင့်စစ်သူရဲများစင်းကြ ေါ်လူကိုအရာရှိမင်းတို့အထဲမှအနိုင်အထက်ယူ၍ရဲတိုက်သည်သို့ပို့ဆောင်ကြဟုအမိန့်ရှိ၏။နက်ဖြန်နေညတွင်သခင်ပြားသည်ပေါ်လူအနား၌ပေါ်လာတော်မူလျက်ပေါလုမစိုးရိမ်နှင့်ငါ၏အကြောင်းအရာကိုတင်တီယေရုရှလင်မြို့၌တက်တီခံပြီးသည်နိတုယောမမြို့၌လည်းခံရလေအုံးမီဟုမိန့်တော်မူ၏ မိုးလင်းသောအခါယူကြလူတို့သည်တင်းဖွဲ့၍ငါတို့သည် ပေါလုကို မတက်မီတိုင်အောင်အလင်းမစားမတောက်ရဟု ကိုကိုကျိန်ဆို၍ဒိတ်ထံပြုကြ၏ထို့သူတင်းဖွဲ့သောသူတို့သည်လေးကျိတ်မကရှိကြ၏ထို့သူတို့သည်ယစ်ပရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့ထံသို့သွား၍အကျွန်ုပ်တို့သည်ပေါလုကိုမတက်မီတိုင်အောင်အလင်းမစားမတောက်ရဟုကိုကိုကျိန်ဆို၍ဒိတ်ထံပြုကြပါပြီ။ ထို့ကြောင့်နှက်ဖြန်နေ၌စစ်သူကြီးသည်ပေါ်လူကို ကိုရော်တို့ထံသို့ ပို့ဆောင်စေခြင်းကသူကိုတာ၍စစ်စစ်စစ်ကြောမီအဟံပြု၍လွတ်အရာရှိများနှင့်အတူကိုရော်တို့သည်စစ်သူကြီးကိုရှောက်ကြပါလော ပေါ်လူသည် ကိုရော်တို့ထံသို့မရောက်မီအကြားတွင် အကျွန်ုပ်တို့သည်သူကိုတတ်ခြင်းကအသင့်ရှိနှင့်ပါပြီဟု ရှောက်ကြ၏ထို့သူလန်းနား၌ ချောင်း၍နေကြသည့်အမှုကိုပေါလုဤတူသည်ကြားလျင်ရဲတိုက်ထဲသို့ဝင်၍ပေါလုအားကြားပြောလေ၏ပေါလုသည်တပ်မူးတယောက်ကိုခေါ်၍ဤလူလင်ကိုစစ်သူကြီးထံသို့ပို့ပါရှောက်เสียတစုံတစ်ခုရှိသည်ဟုဆိုသော တက်မှုသည်လူလင်ကိုစစ်သူကြီးထံသို့ပို့ပြီးလင်အကျဉ်ခံရသောပေါ်လူသည်အကျွန်ုပ်ကိုခေါ်၍ကိုရောအားရှောက်စရာတစုံတစ်ခုရှိသောဤလူလင်ကို ကိုရောထံသို့ပို့စေခြင်းကတောင်းပန်ပါသည်ဟုရှောက်၏စစ်သူကြီးသည် လူလင်ကို လက်ဆွဲ၍စိတ်ွယ်ရာ အရက်သို့တွားပြီးလင်တင်းဒီအပေအကြောင်းကိုငါအားရှောက်ခြင်းတည်းဟုမေးမြန်းလေ၏လူလင်ကလည်း ကိုရောဒီနှက်ဖြန်နေ၌ပောလူကိုလွတ်တော်သို့ပို့ဆောင်စေခြင်းငှာဂျူဒလူတို့သည် သူကိုတာ၍စစ်စစ်မေးမြန်းမိဟန်ပြု၍ကိုရောကိုတောင်းလျှောက်မိဟု တိုင်ပင်ညှိညွတ်ကြပါပြီတို့ရာတွင် သူတို့၏အလိုသို့မလိုက်ပါနှင့်ပောလူကိုမတက်မီတိုင်အောင်အလင်းမစားမတောက်ရဟု ကိုကိုကျိန်ဆို၍ဒိဋ္ဌံပြုသောယူဒလူ၄ချိန်မကလန်းနာ၌ ပေါ်လူကူချောင်း၍နေကြပါ၏ယခုပင် ကိုရောဝေခံမိစကားကို ထိုသူတို့သည်ဆိုင်းလင်း၍အသင့်ရှိနှင့်ပါပြီဟုရှောက်လေ၏စစ်သူကြီးကလည်းတင်တီငါအာဤတို့ကြားလျှောက်သည်ကိုအဘယ်သူအားမြမပြောနှင်းဟု ထိုလူလင်ကိုမှားထား၍လွတ်လိုက်ပြီးလျှင်တက်မူးနှစ်ယောက်တို့ကို ခေါ်၍ယနေ့ည၃ချက်တီအချိန်၌ကဲတရီမျိုးတို့သွားစေခြင်းငါစစ်သူရဲ့နှစ်ယောက် မြင်းစီးသူရဲ့9ကြိတ်လှန်ကင်သူရဲ့200ရုပ်ကိုပြင်ဆင်ကြပေါ်လူစီးစရာဖို့တရစ်ဆန်တို့ကိုပြင်၍ပေးကြသူကိုဖီလစ်မင်းတန်တို့ကြက်မ၍ပို့ကြဟုအမိန့်ရှိ၏စစ်သူကြီးသည်ရေး၍ပေးလိုက်သောစာဟူမူကားကလောဒီလူတီကမြတ်တော်မူသောမြို့ဝင်မင်းဖီလစ်ကိုမြစ်တာနှင့်ကြားလျှောက်လိုက်ပါသည်ယူဒလူတို့သည်ဤသူကိုဖမ်းဆီး၍တတ်မီပြုကြစဉ် သူဒီယောမလူဖြစ်ကြောင်းကိုအကျွန်ုပ်ဒီကြားသည့်သဖြင့်စစ်သူရဲတို့နှင့်တကွတွား၍သူ့ကိုနှုတ်ပါသည်ယူဒလူတို့သည်အဘဲအဖြစ်ကြောင့်သူနှင့်အမှုလုပ်ကြသည်ကိုအကျွန်ုပ်သိလိုသောကြောင့်သူ့ကိုယူ၍လွတ်တော်သို့ဆောင်းသွားပြီးလျှင်အသေးသက်ချင်းအကျဉ်းထားချင်းကို ခံထိုက်သောအဖြစ်ကြောင့်အမှုလုပ်ကြသည်မဟုတ်ပေ သူတို့တရားနှင့်ဆက်ဆိုင်သောပု္ပ္ပာအမေးကိုအကြောင်းပြု၍သာ အမှုလုပ်ကြသည်ကိုအကျွန်ုပ်သိမြင်ပါ၏ယူဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကို လုပ်ကြံမိဟုအကျွန်ုပ်ရိပ်မိလျင် သူ့ကိုကိုရောထံသို့ချက်ချင်းစေလွှတ်၍အမှုလုပ်သောသူတို့ကိုရှေ့တော်၌ရှောက်ထားစေခြင်းငှာစီရင်ပါ၏ကိုရောကျမ်းမာပါစေသောဟုရေး၍ပေးလိုက်သည် စစ်သူကြီးမှားထားသည့်အတိုင်းစစ်သူရဲတို့သည် ပေါ်လူကိုယူ၍ညအခါအန်တီဘက်တရီမြို့သို့ပို့လိုက်ပြီးမှနှက်ပြန်နေ၌မြင်းစီသူရဲတို့ကိုပေါ်လူနှင့်တကွသွားစေခြင်းကလွတ်လိုက်၍မိမိတို့သည်ရဲတိုက်သို့ပြန်ကြ၏မြင်းစီသူရဲတို့သည်ကဲတရီမြို့သို့ရောက်လျင်စစ်သူကြီးဤစာကိုမြို့ဝင်မင်းလက်သို့အပ်ပေး၍ ပေါ်လူကိုလည်းရှေ့တော်၌တွင်ထားကြ၏မြို့ဝင်မင်းသည် စာကိုဖတ်ပြီးမှအပေမြို့နှင့်ဆိုင်သနီးဟုမေး၍ကိလိကိပြည်သားဖြစ်သည်ကိုကြားသိလျှင်တင့်ကိုအမှုလုပ်သောသူတို့သည်ရောက်လာသောအခါငါနာထောင်မီဟုဆို၍ပေါ်လူသည် ဟေရုမင်း၏အိမ်တော်၌အချုပ်ခံလျက်နေစေဟုစီရင်လေ၏ကျမ်းနာရသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you စင်ပိုင်တာအုပ်ဆိုးတော်မူသောအဖဖရာသခင်ကိုရောဖျားရဲ့ကျေးဇူးတော်အားချီးမွမ်းပါ၏ယင်းနေ့ဖတ်ရှုရသောနှုတ်ကပတ်တော်မှတဆင့်ဝိညာဉ်အကျိုးအဖို့လို့ငါတွင်တင်ပေးသောအရာများအတွက်ကျေးဇူးတင်ပါ၏အိုအဖဖရာသခင်နေ့စဉ်နေ့တိုင်းသာသမီကျွန်တော်ကျမတို့ကိုရံမျိုးအပေါင်းမှကွဲကဆောက်ရှောက်ပေးသနာတော်မူပါသောကြောင့်ကျေးဇူးတင်ပါ၏ယင်းနေ့တွင်လည်းသာသမီကျွန်တော်ကျမတို့အား မပြတ်မကွက်ကွဲကားဆောက်ရှောက်ပေးသနာတော်မူသည့်အတွက်ဂျေဇုတင်ပါ၏နေစဉ်အသက်ရှင်သည့်အခါဉာဏ်ပညာကို ပေးသနာတော်မူပါရှုပ်ထွေးသော အချိန်ကာလများကြားထဲမှာအသက်ရှင်ရတဲ့အခါဖျားသခင်၏အလိုတော်ကိုသိမြင်နိုင်စေဖို့ရန်အတွက်နှင့်ဤပဏိပခများကြားထဲမှာမှန်ကန်သောတမတရားအပေါ်ရက်တီလျက်ဤတမတရားကိုလည်းတခြားသော သူများတို့အား ပြန်လဲပြီးတော့မှဝမ်းမြောက်တော့စိတ်နဲ့ဟောပြောတတ်သိခံဝင်မြနိုင်စေဖို့ရန်အတွက်လုံလောက်သောဝိညာဉ်စုကျေးဇူးဉာဏ်ပညာများကိုပေး၍ကိုရောဤအမှုတော်မြတ်အတွက်အသုံးပြုတော်မူပါသာသမီတို့ကိုယုံကြည်ခြင်း၌ခိုင်မာသောတည်ကြည်သောစိတ်နှလုံးသားများကိုလည်းပေးသနာတော်မူပါ။ကြုံတွေ့ရတဲ့ကြောက်ရွံ့ဖွယ်အခြေအနေများ တာသမီတို့ကိုချိန်ချောက်လျက်ရှိသောအရာများနှင့်ရင်ဆိုင်ရသည့်အခါဖျားသခင်ဤဂတိတော်ကိုယုံကြည်သောစိတ်ဖြင့်ယက်တီနိုင်သောတာသမီများတယောက်ချင်းစီတိုင်းဖြစ်စီလျက် မိမိတို့ရဲ့အသက်ရှင်ယက်တီချင်းမှပင်လျှင်ကိုရော့ဤတက်သေးကိုဖြစ်စီသောအသက်တာများဖြစ်စီတော်မူပါ ဘဝခီးလန်းတလျှောက်မှာဖရာသခင်ရဲ့အလင်းကိုထင်ရှားစေသောသာသမီကျွန်တော်တို့ရဲ့အသက်တာများအတိအတိဖြစ်နိုင်စေဖို့ရန်အတွက်မှာစား၍ကောင်းချီးပေးသနာတော်မူပါအဖဖရာကျွန်ုပ်တို့၏အနီးအနားတွင်ကျွန်ုပ်တို့ကိုဝန်းရံဆောက်ရှောက်ပေးသောကျွန်ုပ်တို့၏မိသားစုများမိတ်ဆွေတငယ်ချင်းများယုံကြည်သူညီကိုမောင်နှမများအားလုံးကိုဖခင်သခင်ကောင်းချီးပေးပါကျွန်ုပ်တို့၏အချင်းချင်းတို့ကြားမှာ တိศาရှိသောပံ့ပိုးပေးသူများအချင်းချင်းဖြစ်စေဖို့ရင်အတွက်လဲဖျားသခင်မှစား၍ကောင်းချီးပေးပါကျွန်ုပ်တို့တယောက်ချင်းစီတိုင်းတို့ရဲ့အသက်တာများတွင်ဖျားသခင်၏အကြံစီတော်သည် ပြည့်စုံဖို့ရင်အတွက်ဖျားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်နိုင်စေဖို့ရန်လဲဖျားသခင်မှစား၍ကောင်းချီးပေးသနာတော်မူပါမည်အကြောင်း သခင်ယေရှုနာမတော်မြတ်၌ယူသည်စွာဖြင့်ဆုတောင်းဆက်ကပ်အပ်နံကြပါ၏အာမင် သောရပြသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။သောရပြသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသော။သောရပြသည်သင်ကိုမျှောကြည့်၍ချမ်းသာ ပြည့်တော်မူပါစေသောတမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသုဖျားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တော်ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်တည်ရှိတည်နေပါစေသောအာမင်